မင်္ဂလာပါချစ်မိတ်ဆွေတို့ဒီလိုမျိုးကျွန်တော်တို့အရန်စားကောင်းတဲ့စံကြာစံလေးတွေကိုဘယ်လိုထုတ်လုပ်ရလဲဆိုတာကိုကျွန်တော်ဒီမှာပြပေးမယ်ခင်ဗျာနော်အရင်ဆုံးကျွန်တော်တို့အရင်ဆုံးစံတွေကိုပေါ့နော်ရေပြောင်းစိန်ပြီးတော့ကျွန်တော်တို့ဒီစံတွေကိုအမုံကျိတ်ပြတာပေါ့နော်ဒီလိုမျိုးခြေပြီးတော့ပေါ့နော်ကဲဒီလိုအမုံကျိတ်ပြီးရေဖြစ်သွားရင်အဲ့ဒါကိုရေတွေထွက်သွားအောင်နော်အပေါ်ကနေပြီးတော့အလေးတစ်ခုခုနဲ့ဖိပေးထားတယ်ပေါ့နော်ကျွန်တော်တို့ပိုက်တင်နဲ့ join ပြီးတော့ ရေတွေထွက်သွားအောင်လည်းဒီပေါ့ဒါဆိုရင်တော့ဆန်အမှုန့်တွေဖြစ်သွားပြီပေါ့ဗျာဒီဆန်အမှုန့်တွေဖြစ်သွားရင်သူတို့ဒီလိုမျိုးပုံစံခွက်သေးကိုထည့်တာပေါ့နော်ဒီဟာဒါအနစ်ပေါ့အဲ့ဒါတွေကိုသူတို့ပေါင်းအိုးတွေကိုထည့်လိုက်တယ်ခင်ဗျာနော်ပေါင်းအိုးအကြီးတွေကိုထည့်ပြီးတော့ပေါင်းတော့လို့လောက်လိုက်တယ်ပေါင်းပြီးရင်အဲ့ဒါတွေကိုသူတို့ပုံစံခွက်သေးပေါ့နော်ဒီလိုမျိုးအပြားကြီးတွေဖြစ်သွားအောင်လို့တော့ထည့်တယ်ပေါ့ကဲသူတို့လိုချင်တဲ့ဒီလိုပုံစံက ွက်တီးရပြီဆိုရင်တော့သူတို့တွားပြီးညှစ်တဲ့ဆက်တဲ့ကိုထည့်ပြီးတော့ဒီလိုတန်ဆင်းရက်ဆက်တဲ့စံချာစံလေးတွေကိုရရှိတာပဲဖြစ်ပါတယ်เนาะပြီးရောရင်တော့ကျွန်တော်တို့ပါကင်ထုတ်ဖို့အတွက်ဟိုစနစ်တကျရောဝါလေးပေါ့เนาะဒါအပူပြန်ခံတာပေါ့တောက်အောင်မှထည့်တာပေါ့เนาะပြီးရင်ကိုယူမဲ့အချိန်ကောင်ကိုဆန့်ပြီးတော့ဒါတွေကိုအပူပေးပြီးတော့နောက်ဆုံးမှာ packaging ပေါ့เนาะအိတ်သေးကိုထည့်ပြီးတော့ supermarket တွေမှာရောင်းချတာပဲဖြစ်ပါတယ်